ပရိသတ်တွေရွေးချယ်တဲ့2024-2025ရာသီပရီးမီးယားလိအကောင်းဆုံးအသင်းမှာချန်ပီယံလီဗာပူးအသင်းကကစားသမား3ဦးပါဝင်ပြီးအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီအသင်းကိုလေးလေးနှစ်ပုံစံနဲ့ရွေးချယ်ခဲ့တာဖြစ်ပြီးအာဆင်နယ်နဲ့နော်တင်ဟမ်ဖောရက်စ်တို့ကလည်း2ဦးစီပါဝင်ခဲ့ပါတယ်။ပရီးမီးယားလိအကောင်းဆုံးအသင်းမှာရွေးချယ်ခံခဲ့ရသူတွေမှာ Go Nottingham Forest က Mazel နောက်တန်းအနေနဲ့ဘဲလစ်အသင်းကမူနော့အာဆင်နယ်ကဆာလီဘာလီဗာပူးအသင်းကဘန်ဒိုက်စ်ဘုံမော့အသင်းကကာကတ်စ်အလဲရန်မှာလီဗာပူးအသင်းကဆာလာနဲ့ဂရာဘန်ဘက် အာဆနယ်အသင်းကဒက်ကလန်ရိုက်စ်ဘရန်ဖို့အသင်းကအန်ဘိုမိုရှေ့နှမ်းမှာနယူးကာဆယ်ကအီဇက်နော်တင်ဟမ်ဖောရက်စ်က ခရစ်ဝူတို့ဖြစ်ပါတယ်ဒီအသင်းကိုပရိသတ်တွေရဲ့ဆန္ဒမဲအပေါ်အခြေခံပြီးရွေးချယ်ခဲ့တာဖြစ်ပြီးပရီးမီးယားလိအဖွဲ့ချုပ်က website ကနေတဆင့်ပရိသတ်တွေကိုအကောင်းဆုံးအသင်းသတင်းစီရွေးချယ်စေပြီးအဲ့ဒီရွေးချယ်မှုကနေမဲအများဆုံးရရှိတဲ့ကစားသမားတွေနဲ့ပရီးမီးယားလိအကောင်းဆုံးအသင်းရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။